ရွာလဲကောင်းမရာမူကအာရက်ကိုရိုင်းနှံနေပါတယ်။တော်ပါတော့ရှင်ကျမတော်လွတ်ပေးပါမရိုက်ပါနဲ့တော့။ तू ကဘဒုကုံမှဒုက္ခမပေးခဲ့ပါဘူး။ဘာဖြစ်လို့ဒီလောက်ထိလုံနေရလဲရှင်။ဒီလောက်ကြီးတော့မရက်ဆက်ပါနဲ့။ကျမသားလေးကကျမရဲ့တဦးရီတော့အားကိုးရပါ။ပါလီတခုခုဖြစ်သွားရင် ကျမဘွားကြီးရှင်လျက်နဲ့တည်တလို့ဖြစ်သွားမှာရှင်။ဘုရားသခင်မျက်နှာကိုထောက်ပြီးတော့လှုပ်ပေးပါတော့နော်။ဒီကောင်ဒီနေ့အရှင်မထောင် ငါအိမ်ထဲဝင်လာဖို့သူ့မှာဘယ်ကနေများတတိယအားလဲ။ကျမတောင်းမှန်ပါရဲ့ရှင် သူ့ကိုလွတ်ပေးပါနော်။မန်တာလည်းရှိုက်ကြီးတငယ်ငိုကြွေးနေရှာတယ်။ဒါပေမဲ့ရာမူကအရက်ကိုရရက်ဆက်ဆက်ဇက်တရိုက်နေနေပါတယ်။အရက်ဟာပြင်းထန်တဲ့ရိုက်ချက်တွေကြောင့်ဒဏ်ရာရပြီးတရီမိသွားခဲ့တယ်။အဲ့ဒီချိန်မှာဘေရှ်နူးကပြေးလေရောက်လာပါတယ်။ရာမူမင်းဒါဘာလုပ်တာလဲ။အပြစ်မဲ့တဲ့ကလေးကိုဘာလို့ဒီလောက်တောင်ရိုက်နေရလဲ မင်းမှလူစိတ်နည်းနည်းလေးမှမရှိတော့ဘူးလားလူမြင်လို့လည်းမကောင်းပါဘူးကွာဘသူကကလေးကိုဒီလောက်ထိရိုက်နေကြလို့လေဒီမှာဘစ်နုဒီကောင်ဘာလုပ်ထားလဲဆိုတာခမားမသိပါဘူးသူခုံးနေတော့ကြုတ်လက်ပုလက်ကြက်မိဟာဒါကြောင့်သူ့ကိုပြစ်ပေးနေရဘာသူတကယ်ပဲခိုးရလားဒီလောက်ငငယ်ရွယ်ရွယ်လေးနဲ့ခိုးတာကဖြစ်နိုင်မှာမလားအခုမှအရွယ်ကောင်းတော့မရောက်သေးပဲတခိုးစလုပ်တာရဲ့လားဒါဆိုရင်တော့အနေများတဲ့ကလေးပဲမဟုတ်ပါဘူးရှင်သူ့လိမ်နေရပါ ကျမရဲ့ကလေးကခိုးမှမဟုတ်ပါဘူး။ကျမသားကဘယ်တော့မှတခိုးမလုပ်ပါဘူးရှင်။သူတို့လိန်ညာပါ။ကျမသားကိုလွတ်ပေးပါနော်။ဟဲ့ငါတို့လိန်ညာမဟုတ်ငါမျက်စိနဲ့တက်အပ်ကိုမြင်ခဲ့တာ။ကြည့်ပါဦးသူတို့ကအရန်ဆင်းရဲကြတယ်။ဒီလိုမျိုးကြီးပြင်းလာတဲ့အတွက်ခိုးတာကတော့ဖြစ်ကိုဖြစ်မှာပဲ။ဒါကြောင့်ရာမှုလောက်တာလုံးဝမှန်းနေ။အခုပဲအပြစ်ပေးမရမယ်။မဟုတ်ရင်အရွယ်ရောက်လာရင်ဒီထက်ပိုကြီးတဲ့ခိုးမှုတွေလုံးလိုက်မယ်။ အဲ့ဒီလိုပြစ်တင်ပြောဆိုပြီးရွာသားတွေလည်းထွက်သွားကြတယ်။မန္တာလည်းဘာမှမပြောနိုင်ပဲကြံ့ရစ်ခဲ့ပါတယ်။ဒီငွေရှင်ကြီးရှင်တွေကငါတို့ရဲ့ဆင်းရဲဒုက္ခကိုဘာများနားလည်နိုင်ပါတယ်လေ။ကျမရဲ့အပြစ်မဲ့တဲ့ကလေးကိုဘာလို့များဒီလိုမျိုးလုပ်ရကြတာလဲရှင်။မန္တာဟာအာရက်ကိုမနှဲချီပြီးတော့အိမ်ပြန်ခဲ့ပါတယ်။အာရက်လည်းတညာလုံးသတိမိနေခဲ့ပါတယ်။မနေ့ရောက်တော့မှသတိပြန်လည်လာပါတယ်။အာရက်တားလေး အဆင်ပြေလားကွယ်အရန်နာနေလာရင်အမေတာဘာမှမလုပ်ပါဘူးဗျာရွာသားတွေလိန်နေကြတာတာမခိုးပါဘူးဗျာတာအလုတ်ကလေးသွားတောင်းတာပါဒါပေမဲ့တာကိုသူတို့ကရိုက်တော့တာပဲတာကိုအမေလုံးဝယုံကြည်တယ်တာဘယ်တော့မှခိုးမှာမဟုတ်အမေတို့ကစင်းရဲလို့အနိုင်ကျင့်ခံရတာဒါပေမဲ့စိတ်မပူနဲ့ဘသူမှမသိပေမဲ့ဘုရားသခင်တော်ရှိရဲ့ဘုရားကအမေတို့ကိုကူညီမှတေးကြတယ်တာလေးတတိရှိရမယ်နော် အမေဒါဒီနေ့အလုတ်လိုက်ရှာအောင်မေအလုတ်တစ်ခုခုရရင်အိမ်အတွက်စားစရာလေးတော့ရလာမှာပါဗျာဒါရဲ့ဒါမှလည်းတန်ရာရင်းနဲ့လीအခုတော့မသွားပါနဲ့အဲ့ဒီတန်ရာရီ ပြောင်းမှာပဲသွားနော် အမေဒါတို့အိမ်မှာအစားမစားရတာနှစ်ရက်ရှိပြီဒါမသွားရင်နောက်ထပ်နှစ်ရက်လောက်ထပ်ပြီးတော့ငတ်နေရအောင်မေအမေစားနေအောင်ဒါမကြည့်ရတော့အမေတနေ့တာစားဖို့ရအောင်အလုတ်ရှာပြီးတော့ပြန်လာခဲ့မယ်နော်အာရ် တာကအမေကိုဘလောက်တောင်ချစ်လိုက်တယ်လဲဒီလောက်အရိုက်ခံရပြီးရတော့အလွတ်လုဖို့ပြင်ဆင်နေသေးတယ်ဒီလိုကို့အမေကိုချစ်တဲ့သားမျိုးကိုဘုရားသခင်က လူတိုင်းကိုပေးသနာတော်မူပါစေအမေတားသွားပြီနော်ဒီမှာပဲနေခဲ့ပါတားအမြန်ဆုံးပြန်လာခဲ့ပါမယ်အဲ့ဒီလိုနဲ့အာရက်ကထွက်လာခဲ့ပါတယ်ဘာပဲဖြစ်ဖြစ်ဒီနေ့တော့အလောက်ရှာပြီးမှပြန်မယ် အမေကိုထမင်းနဲ့နဲ့စားဖို့ပေးနိုင်အောင်တော့ငွေရှာရမယ်။ဒီနောက်အရက်ဟာတတိတဦးစီသွားပြီးတော့စကားပြောကြည့်ပါရယ်။တတိရဲ့ကျေးဇူးပြုပြီးကျွန်တော်ကိုအလုပ်တစ်ခုလောက်ပေးပါလားဗျာ။ကျွန်တော်အမေနဲ့ကျွန်တော်အရန်ကိုဒုက္ခရောက်နေပါတယ်။စားဖို့တောင်မှမရှိလို့ပါဗျာ။အိုးကလေးငါကတောင်းသူလဲသမားပါ။မင်းကအရန်ငယ်သေးတော့ဘာလုပ်နိုင်မလဲ။တော်ပါအခုမှမင်းကကစားရမယ့်အသက်အရွယ်လေးအလောက်ကတော့ကြီးလာရင်တသက်လုံးလို့ရမှာပေါ့ တတိယစိတ်မပူပါနဲ့တတိယဘယ်အလုပ်ပဲဖြစ်ဖြစ်စူးစမ်းပန်းစားလုပ်ပေးပါမယ်လေတဲ့ကဘယ်အလုပ်မစူးကျွန်တော်လုံနိုင်ပါတယ်ကျေးဇူးပြုပြီးတော့အလုပ်တစ်ခုလောက်ပဲပေးပါဗျာအေးကောင်းပြီလေဒီနေ့ငါရဲ့စပားတွေရိတ်ဖို့ရှိရယ်မင်းတကွင်းလုံးရှိနိုင်အောင်ငွေနည်းတဲ့တော့ပေးမယ်ငါနဲ့လိုက်ခဲ့ဟုတ်ကဲ့ပါတတိယရတာပေါ့ကျွန်တော်အကောင်းဆုံးစူးစမ်းပါမယ်အဲဒီနောက်အရက်ကတတိယနဲ့ဒူလေတဲ့လိုက်သွားပြီးတနေ့ကောင်ပင်ပင်ပန်းပန်းအလုပ်လုပ်ရင်း စဘာအလုံးကိုရိတ်သိမ်းပေးလိုက်ပါတယ်။ညနေဆောင်တော့တတိစီကပတ်စံတောင်းပါတယ်။တတိကျွန်တော်စဘာတွေအကုန်လုံးရိတ်ပြီးပြီ။အခုကျေးဇူးပြုပြီးပတ်စံနင်းနေပေးပါနော်။ကျွန်တော်မိအိမ်မှာဗိုက်စာနေလို့ပါ။မင်းကငငယ်ငယ်လေးလေဘလောက်အလုံးလုံးနိုင်လို့လဲ။နင်းနေပဲလှုပ်ထားတာ။ဒီနေ့တော့ပတ်စံမပေးနိုင်သေးဘူး။မနေ့ပြန်มาလာခဲ့။ဒါမှပတ်စံနင်းနေထပ်ပေးမယ်။တတိရဲ့ဒီလိုမျိုးတော့မလုပ်ပါနဲ့။ ျွန်တော်တို့နှစ်ရက်ရှိပြီဘာမှမစားရသေးဘူးဒါကြောင့်ဒီနေ့တော့ပတ်စံပေးဖို့ပေးမှဖြစ်မယ်ဘလောက်ပဲဖြစ်ဖြစ်နည်းနည်းပဲဖြစ်ဖြစ်ပေးပါဗျာဟာငါပြောပြီးပြီလေဒီနေ့မင်းကိုပတ်စံမပေးနိုင်သွားသွားဒီကနေထွက်သွားတော့ဒါကိုရာမူကမြင်တော့တတိနာချင်းကလာပြီးတူတူလီပြောလိုက်ပါတယ်တတိခမရမသိဘူးလားဒီကောင်ကတကူမနေ့ကကျွန်တော်သူ့ကိုမိပြီးတော့တော်တော်လေးရိုင်းနေထားတာသူကအကုန်ခိုးရတဲ့ ဒါကြောင့်သတိထားပြီးခမရဲ့လေတဲ့အလုပ်လုပ်ခိုင်းပေါ့ဗျာ။အဲ့လိုပြောပြီးရောရာမူကထွက်သွားတယ်။ဒါဆိုဒီကောင်ကတခိုးဖမ်းကြစမ်းဟိဒီကောင်ကငါရဲ့သီးနှံတွေခိုးနေတာ။တထေခမရတာဘလို့စကားလဲ။ကျွန်တော်တဏီယောခမရနဲ့တူရှိနေရလေ။ခမရရဲ့လေခွင်းတွေကနေဘလို့ခိုးมาရဲ့လေ။သူတို့လိန်နေရပါ။ကျွန်တော်သူတို့အိမ်ကနေလေဘာမှမခိုးခဲ့ပါဘူး။သူတို့ကျွန်တော်ထောင်ချောက်ဆင်းနေကြတာပါ။ကျေးဇူးပြုပြီးတော့ကျွန်တော်ကိုတနာဝါတကြီးရဲ့ ဖဲကြစမ်းဖဲကြစမ်းဒီကောင်ကတခိုးလိန်ပြောနေရတခိုးတိုင်းကဒီလိုပဲလိန်ပြောတတ်ကြတယ်အဲ့ဒီနောက်ရွာသားတွေစုဝေးလာကြတယ်ရွာသားချို့ကအရက်ကိုဆွဆွဲပြီးတော့ရိုင်းနေကြတော့တယ်ဟေးကနောက်ဆိုငါ့ရဲ့လေခွင်းသားကိုလုံးဝမလာနဲ့မဟုတ်ရင်နောက်တစ်ခါဒီထက်ပိုပြီးတော့အများကြီးရိုက်နှက်ပြစ်မယ်ကြားလားအရက်လည်းရိုက်ခံရပြီးဒဏ်ရာအပြင်းထန်နဲ့အိမ်ပြန်ရောက်လာခဲ့ပါတယ်ဒါလေဒါဘယ်လိုဖြစ်ရလဲ တားရဲ့မျက်နှာမှာသွေးတွေထွက်နေပြန်ပြီသူတို့တားကိုထက်ပြီးတော့ရိုက်လိုက်ကြပြန်ပြီလားအမေတားကိုရိုက်ပြီးဘာကများဒီလူတွေကိုပျော်ရွှင်စေရဆိုတာတားတော့နားမလဲတော့တားရိုးသားစွာအလုပ်လုပ်တယ်ဒါပေမဲ့တားရဲ့ကြိုးစားအားထုတ်မှုကိုဘယ်သူမှမမြင်ကြဘူးအမြဲတမ်းသခိုးလို့ဆွဆွဲနေကြတယ်တားဘယ်သူစီကားမှဘာမှမခိုးခဲ့ပါဘူးဗျာတားကိုဘာလို့လူတိုင်းကတားကိုဒီလိုမျိုးလုံးနေကြတာလဲအမေတားရဲ့ ီလောကကြီးမှာစင်ရဲသားတွေအတွက်နေရာကဘယ်မှာရှိလို့လဲလူတိုင်းကရက်ဆက်ကြတယ်အတ္တတွေလည်းကြီးကြတယ်။ဒါရဲ့လာပေါင်းနားယူလိုက်ပါအောင်နော်။အာရလည်းမောပန်းကအိပ်ပျော်သွားခဲ့တယ်။ဒီလိုနဲ့တ냐တာအုံဆုံးသွားခဲ့ပါတယ်။နောက်နေ့မနေ့ရောက်သွားတယ်။ငါသားလေး၃ရက်ရှိပြီဘာမှမစားရသေးဘူး။ရရဆက်ဆက်လေးအိုက်ခံထားရတယ်။ငါသားလေးမှာအာရင်လေးနည်းနည်းတော့ပြန်ရလာအောင် စားစရာတခုခုတော့စီစဉ်ပြီးမှပြန်လာခဲ့မယ်။မန္တာကအာရက်ကိုအိမ်မှာထားခဲ့ပြီးအစာအသောက်ရှာဖွေဖို့ထွက်သွားပါတယ်။ဘုရားကျောင်းလှေကားပေါ်သွားပြီးရောထိုင်နေတယ်။အရှင်ဘုရားကျမကိုစားစရာလေးပေးပါ။နည်းနည်းလေးပဲဖြည်းဖြည်းရပါတယ်။ဒါနဲ့ကျမသားရဲ့စားလောင်မှုကိုဖြည်းဖြောက်ပေးတင်လို့ပါ။နိုင်ပေါင်းများစွာထိုင်ပြီးတဲ့နောက်လူတယောက်ကဘေးနားမှာရှိတဲ့ကြောက်တုံးပေါ်ကို တိတ်တိတ်လေးစားစရာတင်ထားခဲ့ပြီးတော့ထွက်သွားပါတယ်။ อืมဓာတ်ကိုယူသွားပြီးငါသားကိုကျွေးရမယ်ဒါဆိုသူအင်အားတွေရသွားလိမ့်မယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်တစုံတစ်ယောက်ကငါတို့အတွက်အစားအစာတွေချမ်းထားခဲ့တာပဲမင်းဒီဘုရားเจ้าမှာ တောင်းစားနေရလားမန္တာဒါမကားမှုနော်ဝိရှုတောင်းရန်စားတောက်ရင်မှဝမ်းစာမရဘူးဆိုရင် ကျမဘာလို့ရမလဲရှင်တို့ကကျမသားလေးကိုအလုံးမပေးဘူးလေအမြဲတမ်းလဲတကိုးဆိုပြီးတော့ဆွဆွဲကြတယ် ။ရှင်တို့ရိုင်းနေတာကြောင့်ကျမသားလေးရဲ့အခြေအနေကတော်တော်ကိုဆိုးနေပြီ။ဒါပေမဲ့မင်းသားရဲ့ဇယိုက်ကိုမေးခွန်းထုတ်စရာရှိနေရဲ့။မတင်ကရင်အရိုက်ခံရမှာပဲလေ။ကစားရမယ့်အသက်ရွယ်မှာခိုးမှုလုံးမတော့မရိုက်ပဲနဲ့ပန်းနဲ့ပူဇော်ရမှာလား။မဟုတ်ဘူးလို့ကျမအကြိမ်ကြိမ်ပြောပြီးပြီလေ။ကျမရဲ့သားကတခိုးမဟုတ်ရှင်တို့ကနားမထောင်ကြဘူးဆိုတော့ကျမရှင်တို့နဲ့ဘာမှဆက်ပြီးတော့ပြောစရာမလိုတော့ဘူး။ မန္တာက အစားအစာကိုယူပြီးအိမ်ပြန်လာတယ်။အရက်ကတော့အဲ့ရပေါ်မှာလဲနေပါတယ်။အရက်သားလေးရေးထားပါအောင်။ကြည်စံအမေသားအတွက်ဘုရားကျောင်းထဲကအစားအစာနည်းနည်းယူလာတယ်။စားလိုက်နော်။ဒါဆိုသားအားရရှိလာလိမ့်မယ်။အမေကျွန်တော်တကူလုံးနားကျင်နေတယ်။ရွာသားတွေကအရန်ကိုရိုက်နေထားကြတာ။အတင်းထားပါသားလေးဘာမှပြေဘူးနော်။ဒါကောင်းသွားလိမ့်မယ်။ မန္တာလည်းစားစရာကိုယူပြီးသူ့ရဲ့သားလေးကိုခွန်ကျွေးပါတယ်။အမေတဝါပါပြီ။ကျန်တာကိုမေးပဲစားလိုက်နော်။အမေလည်းဘာမှမစားရသေးတာနှစ်ရက်ရှိပြီမဟုတ်လား။တရဲ့ထက်စားလိုက်ပေါင်း။တကပို့ပြီးတော့စားဖို့လိုအပ်တယ်။ဟဲ့အမေအမေလည်းအားနေနေပြီ။အမေစားဖို့လည်းလိုအပ်တယ်။ဒါရီကိုအမေစားလိုက်ပါနော်။အဲ့ဒီချိန်ရုတ်တရက်နွားတကောင်က သူ့ရဲ့အိမ်ရှိတကားဝမှာရောက်လာပြီ။ တတိလက်မင်းမျောသွားခဲ့တယ်။ဟမ်ဒီနွားကဘယ်ကရောက်လာလဲ။တတိလက်နေရာပဲ။သူလဲဘိုက်စာနေပုံရှားတယ်။အမေတို့သူ့ကိုတခုခုကြွေးတင်နေတာ။မန္တာကအစားအစာလက်ကျန်လေးကို နွားကိုကြွေးလိုက်တယ်။ခဏကြာတော့နွားလေးကတတိပြန်ရလာပါတယ်။ဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့်မင်းလဲတတိပြန်ရလာပြီ။တအားရလဲနားထောင်။ဒီနွားကသူ့တခင်စီကနေလမ်းပြောက်လာတာဖြစ်မဲ့သူ့ကိုသူ့ရဲ့တခင်စီပြန်ပို့ပေးလိုက်ပါ။ ဟုတ်ကဲ့မင်းအမေအနားယူလိုက်ပါဒါအခုပဲသူ့ကိုတွားပို့လိုက်ပါမင်းအရက်ကနွားကိုခေါ်ပြီးတောထဲထွက်သွားတယ်လန်တော်ကမှတော့နွားကရက်လိုက်ပါတယ်ဟမ်ဒါကဘာဖြစ်တာလဲမင်းဒီတောနဲ့ကြီးထဲမှာဘာလို့ရက်လိုက်တာလဲမြင်မြင်လာပါငါတို့မင်းရဲ့တခင်စီတွားရမယ်ပြီးရင်ငါလည်းအိမ်ပြန်ရအောင်မင်းအရက်ငါ့ကိုကူညီပါဦးငါအရန်ကိုဒုက္ခရောက်နေမင်းမင်းကနွားတကောင်လေး နွားဖြစ်ပြီးရောဘလို့လို့စကားပြောနိုင်တာလဲတကယ်ကိုအံ့ဩစရာပဲငါငါအိမ်မက်မက်နေရများလားငါမှာတောင်ကုန်းဘော်ကထူးဆန်းတဲ့လွတ်ဝဲလန်းတစ်ခုရှိရဲ့အဲ့ဒီလမ်းမှာငါရဲ့တငယ်ချင်းယုံလေးကဖန်စီခံထားရတဲ့မင်းကရိုးသားတဲ့လူတရားလို့ငါထင်နေမင်းသာငါရဲ့တငယ်ချင်းကိုကယ်ဖို့ကူညီပေးမယ်ဆိုရင် မင်းရဲ့ဂျေစုတရားကိုငါဘယ်တော့မှမမေ့ပါဘူးမင်းဒါပါပြောရလေငါမေကငါ့ကိုဘယ်မှမတွားဘူးတားမြစ်ထားတယ် အချိန်မီအိမ်မပြန်ရင်ငါမရစိတ်ပူနေလိမ့်မယ်။ဒါကြောင့်ငါမင်းနဲ့တူလိုက်လို့မရဘူးဟာ။တောင်းမှန်ပါတဲ့။ငါမျောလင်းချက်ကြီးကြီးထားပြီးမင်းစီကိုလာခဲ့တာ။မင်းမှငါ့ကိုမကူညီဘူးဆိုရင်ငါ့ကိုကူညီမဲ့လူဘသူမှရှိတော့မှာမဟုတ်။နွားရဲ့မျက်လုံးတဲကနေမျက်ရည်တွေစီးကျလာခဲ့တယ်။ကဲကဲကောင်းပြီကောင်းပြီမငုံနဲ့ငါမင်းကိုကူညီမယ်ငါမင်းနဲ့အတူတောင်ကုန်းမော်ကားထူးဆန်းတဲ့ကူတွေကိုလိုက်ခဲ့မယ်ဟုတ်ပြီလား အေးပါငါမင်းစီကနေဒီလိုမျိုးပဲမျှော်လင့်ခဲ့တာကဲကဲငါတို့မြန်သွားကြစို့အာရန်နဲ့နွားလေးကရက်နေရကနေထွက်ခွာသွားပြီးဒူဆန်နဲ့တောင်ကုန်းကဂူစီကိုရောက်တဲ့အခါညဘက်ရောက်နေပါပြီတပတ်မှလည်းမန္တာကစိတ်ပူနေပါတယ်။အိုးဘာရီဖြစ်ကုန်တာလဲညနေတောင်စောင်းနေပြီးတားလေးကခုထိပြတ်မလာသေးဘူး။သူပါလို့နွားကိုသူ့တခင်စီပို့ပြီးရနေပြတ်မလာသေးရလေ။သူပဲများရောက်နေရလေ။ ကလေးကဘယ်တော့မှညဘက်အပြင်မှာမနေခဲ့ဘူးပါငါသွားပြီးတော့ရှာကြည့်တင်တယ်မန္တာကရွာသားတဦးကိုမေးကြည့်ပါတယ်ဗိရှ်နုရှင်အာရက်ကိုမြင်မိသေးလားသူမနက်ကထွက်သွားတာအခုထိဘယ်မှမှမတွေ့ရသေးဘယ်များသွားနေလဲမသိပါဘူးရှင်မန္တာမင်းရဲ့သားဘယ်သွားရဲဆိုတာငါဘယ်လိုလုပ်သိမှာလဲငါသူ့အကြောင်းဘယ်လိုလုပ်ပြီးတော့သိမှာလဲဟာမဟုတ်ပါဘူးရှင် ရှင်တခုခုတော့မြင်ခဲ့လို့များလား ကျမသူ့တရင်ကိုကြားကျင်နေရှင်အဲ့ဒီချိန်မှာရာမူကရောက်လာတယ်ရာမူရှင်ကျမသားအာရတ်ကိုမြင်မိသေးလားအေးခိုးဖို့သွားတာဖြစ်မယ်ငါသူ့ကိုတစ်စပေါက်တွေပို့တဲ့လန်ကထူးဆန်းတဲ့တောင်ကုန်းကူဘက်ကိုသွားတာမြင်လိုက်တယ်အဲ့ဒီကိုသွားတဲ့သူတိုင်းရဲ့အလောင်းကနောက်တနေ့မနက်မှာပဲပြန်တွေ့ရတာအခုတော့မင်းရဲ့သားအလောင်းလည်းမနက်ဖြန်တော့ပြန်ပေါ်လာမယ်ထင်တယ်စောင့်သာနေလိုက်တော့အိုးမဖြစ်နိုင်တာ ကျမရဲ့ဒါတခုမဟုတ်ပါဘူး။မန္တာအဲ့ဒီလမ်းကရဟန်းကို အန္တရာယ်များတယ်။ငါတို့ရွာကသစ္စပေါက်တိုင်းကိုအဲ့ဒီလမ်းမို့ပို့လိုက်တာ။နောက်နေ့မနေ့မှ သူတို့ရဲ့အလောင်းပြန်လာတယ်။အဲ့ဒီကိုသွားတဲ့ဘသူမှအသက်ရှင်ပြီးတော့ပြန်မလာဘူး။သူ့အတွက်ဘာမှလုပ်လို့မရတော့။မဖြစ်နိုင်တာကျမဒါကိုလက်မခံ။ကျမဒါဘလို့မှစိုးသွတ်တဲ့အလုပ်မျိုးကြီးလုပ်မှာမဟုတ်။သူဘာမှလည်းဖြစ်မှာမဟုတ်။ရှင်တို့စောင့်ကြည့်နေလိုက်ပါ။ငါမင်းကိုမှန်တိုင်းပြောနေတာ။ အဲဒီကနေဘသူမှအသက်ရှင်ပြီးရောပြန်မလာကြဘူး။မင်းရဲ့သားအဲဒီကိုသွားတယ်ဆိုရင် သူ့ရဲ့တည်ခြင်းတရားကို သူ့ကိုယ်တိုင် သွားခေါ်လိုက်တာနဲ့အတူတူပဲ။ဘသူမှသူ့ကိုမကယ်နိုင်တော့။ဒါကြောင့်မေးလိုက်ပါတော့။အိုးဒီလိုကြားယုံနေတော့ငါလက်ပိုက်ပြီးတော့ကြည့်မနေနိုင်။ငါအခုဘာလုပ်ရမလဲ။ငါရဲ့သားကိုကယ်ရမယ်။ငါအဲဒီလမ်းကိုသွားမယ်။ဟေးဟေးစိတ်လိုက်မှမလုံနဲ့။မင်းသားနဲ့တူမင်းမှတည်ခြင်းနေရလား။ဟေးအဲဒီကိုမသွားနဲ့။ မန်တာကတော့ဘာမှ ပြင်မပြေးပဲထွက်သွားတယ်။တစ်ဖက်မှာတော့အရက်ကနွားနဲ့ဒူထူးဆန်းတဲ့တောင်ကုန်းစီကိုရောက်နေခဲ့ပါ යි ။ငါတို့ဘယ်ရောက်လာလဲ။ဒီလန်းကတခုခုထူးဆန်းနေတယ်လို့ပဲ။မင်းနည်းနည်းလေးပဲဆက်လျှောက်ရတော့မှ ဟိုးမှကြီးလိုက်ပါ။ငါတို့ရောက်တော့မယ်။ကောင်းပါပြီ။ငါမင်းကိုယုံနေသွားကြစို့။ခဏကြာမှဘွားတို့ပေါ်လာတယ်။ အဘွားကကြဲလောင်စွာနဲ့ရီမောနေခဲ့ပါတယ်။နောက်ဆုံးတော့မင်းသူ့ကိုငါစီကို ခေါ်လာနိုင်ခဲ့ပြီပဲ။ဟုတ်တယ်။ငါသူ့ကိုဒီကို ခေါ်လာတာဘယ်သူမှမသိလိုက်။ရွာသားကြီးလည်းမသိကြဘူးလေ။ခမားတို့ဘာကြီးပြောနေကြရလဲ။ခမားတို့ကျွန်တော်ကိုလှည့်စားလိုက်တာလား။ငါမင်းကိုတငယ်ချင်းလို့သတ်မှတ်ပြီးရောလိုက်လာခဲ့တာ။အခုမင်းကငါ့ကိုဒီအဘွားကိုနေပေါင်းပြီးရောထောင်ချောက်ဆင်ကျင်လာလား။ငါဒီမှာမနေတော့ငါဒီကနေသွားတော့မယ်။ မကြောက်ပါနဲ့အာရက်ငါနားအောင်လာပါငါမင်းကိုကူညီပါမယ်ဖြစ်နိုင်တာခမ ्या ကျွန်တော်ကိုမကူညီခမ ्या ကကျွန်တော်ကိုတတ်ချင်နေရမလားကျွန်တော်ခမ ्या နားကိုဘယ်တော့မှမလာဘူးဗျာမကြောက်ပါနဲ့ငါကမင်းရဲ့ကံကြမ္မာကိုပြောင်းလဲပေးမယ်သူပါပြီးတော့မင်းရဲ့အမေခုထိမပြောပြရသေးတဲ့လှုပ်ဝက်ချက်ကိုလေငါကပြောပြမယ်။ကျွန်တော်အမေဘယ်တော့မှမပြောပြတဲ့လှုပ်ဝက်ချက်ကဘာများလဲ။ အခုခမရကျွန်တော်ကိုပြောပြမယ်ဆိုတာကရောဘာလဲအမှန်တိုင်းပြောပါဗျာခမရကျွန်တော်ကိုဘာပြောချင်တာလဲနားထောင်ဒါနှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ပဲအဲ့ဒီတုန်းကမင်းမေကဒီရွာမှာအလှဆုံးမျိုးသမီးဖြစ်ခဲ့တယ်ဟိုးတစ်ချိန်တုန်းကပေါ့သမီးမှန်တာဘာလို့နေလဲမြ мян ဖေးကိုထမင်းပေးပါဦးဒီနေ့အလုပ်သွားရအောင်မေကြည့်ပါဦးဘလောက်တောင်မှနောက်ကျနေပြီလေအချိန်မီမရရင်အလုပ်ကလွတ်သွားအောင်မေ ဖေရဲ့ခဏလေးစောင့်မောင်းတမိခုပဲယူလာခဲ့ပါမယ်။တမိနစ်နှစ်မိနစ်လောက်ပါပဲ။တမိအဖေအတွက်ထမင်းထုတ်ပေးလိုက်မယ်နော်။အဲ့ဒီလိုပြောနေချိန်မှာအဖွားတို့တူရောက်လာတယ်။လာပါအဖွား။နေ့တော်ကြာပြောက်နေရကနေဒီနေ့မှပဲပေါ်လာတော့တယ်။အစစအရာရာအဆင်ပြေရဲ့လား။ဟဲ့ရာမေမင်းရဲ့တမိကိုလည်းကြည့်ပါဦး။ဘလောက်တောင်အရွယ်ရောက်ပြီးတော့လှလာလိုက်လေ။ပြီးတော့မင်းမသားငယ်လေးတယောက်ရှိသေးရပါပဲ။ အခုမှနှစ်နှစ်ပဲရှိသေးရမလားဘာလို့မန္နာကိုအိမ်အောင်မချပေးရလဲကောင်းတဲ့သတို့သားတယောက်ရှာပါအောင်ကောင်းတဲ့မိသားစုကအမျိုးကောင်းသားလေးကိုရမှာပါမင်းသမီးကိုအိမ်အောင်ချပေးလိုက်ပါကျုပ်သမီးရဲ့ဓာတ်ပုံကိုကျုပ်သိပါတယ်ဒါပေမဲ့သူ့ကိုအိမ်အောင်ချပေးလိုက်ရင်ကျန်တဲ့သားငယ်လေးကဘသူ့ကိုအားကိုးရမလဲအိမ်ကိုဘလို့ရက်တည်ရမလဲသမီးလေးလှုပ်ပေးနေတဲ့အိမ်မှုကိစ္စတာဝန်တွေကိုရောဘသူ့လက်ထဲအဲ့ရမလဲကျုပ်မှာသမီးတယောက်ပဲရှိရ ဘာမှမစိုးရိမ်ပါနဲ့ဘွာရင်အဖေပြောတာမှန်ပါတယ်။သမီးအိမ်အောင်ကြသွားရင် သမီးရဲ့မောင်လေးကိုဘသူကဂယူးဆိုင်မှာလဲ။သမီးအဖေနဲ့မောင်လေးကိုပဲဂယူးဆိုင်ပါမယ်။ဒါကြောင့်အခုလောလောဆယ်တော့အိမ်အောင်ရဲ့ကိစ္စတွေမပြောပါနဲ့။သမီးမင်းဟာလှပပြီးတိမ်မွေးတဲ့သူပါ။အချိန်တန်ရင်မင်းဟာကောင်းမွန်တဲ့ခင်မွန်းကိုရမှာပါ။စိုးရိမ်ဖို့မလိုပါဘူး။ဒါပေမဲ့အချိန်ဆွဲတာမကောင်းဘူးသမီး။ဒါကြောင့်ပဲငါစိုးရိမ်နေတာ။ကဲကဲ။ မင်းကုံမင်းနဲ့မင်းရဲ့မောင်လေးကိုဂယူးဆိုက်လိုက်ပါ။ဟုတ်ကဲ့ပါဘွာ။တင်းတော်တဲ့ချိန်ရောက်ရင်အားလုံးကိုကြည့်ပြီးတော့လှူလိုက်ပါမယ်။အခုတော့အင်ရဲ့လိုအပ်ချက်တွေကများနေတယ်ဘွာရဲ့။ဒီလိုနဲ့အဖွားကိုလည်းထွက်သွားပါရဲ့။အဖေ၊တမီးရဲ့အဖေကူညီနိုင်ဖို့အလုပ်တစ်ခုရှာရင် ကောင်းမလားလို့စဉ်းစားနေရ။ဒါမှအဖေကိုကူပြီးတော့အင်စည်းကိုလည်းထောက်ပံ့နိုင်မှာ။တမီး အဖေကတမိအပြင်ကိုထွက်ပြီးတော့ပြင်ပပန်းပန်းအလုပ်လုပ်တာမလုပ်ချင်ဘူး။ရွာသားတွေတမိအကြောင်းတစ်ခုခုမကောင်းပြောရင်အဖေဘလို့ဖြေရမလဲ။တမိတယောက်ကိုတောင်မကြွေးနိုင်တဲ့အဖေဆိုရင်တမိအမေကိုရောဘလို့မျက်နာပြက်ရမလဲ။အိမ်မာနေပြီးမောင်လေးကိုပဲဂယူဆိုင်ပါ။ကျန်တာအဖေအကုန်လုံးတာဝန်ယူရမယ်။တမိစိတ်မပူပါနဲ့။ကောင်းပါပြီဖေ။ဒါပြင်တမိအိမ်လုပ်တွေပဲလုပ်ပါမယ်။အခုတော့အဝိရှော်စရာရှိသေးတယ်။ရေရင်ကနေရေခတ်ရအောင်မယ်။ ဒါဆိုတမိသွားရမယ်နော်။အေးပါတမိဂယုဆိုင်ပြီးရောသွားပါ။မန္တာကရေအိုးနဲ့အဝတ်တွေကိုယူပြီးရောရေရင်းစီသွားတယ်။အဝတ်လျှော်နေတော့ဆက်လင်းလောက်ခေါ်တဲ့ယောက်ျားတယောက်ကမန္တာကိုဝေးကနေစောင့်ကြည့်နေပါတယ်။ဒီကောင်မလေးကလှလိုက်တာသူ့ကိုပိုင်ဆိုင်ရရင်ငါ့ဘွားတော့ပြေစုံသွားမှာပဲ။ဘယ်စီပဲပေးရပေးရငါသူ့ကိုရှားအောင်ယူမယ်။ဒါကြောင့်ဆလင်းကမန္တကိုရပ်ပေါင်းများစွာလိုက်နေခဲ့ပြီး ဒီနေ့မှာတော့သူဟာမန္တာကိုဖွင့်ပြောလိုက်ပါတယ်။မန္တာငါမင်းကိုရမ်းချစ်တယ်။မင်းငါ့ကိုလက်ထပ်နိုင်မလား။ငါမင်းကိုအမြဲတမ်းပျော်ရွှင်အောင်ထားမှာပါ။မင်းရေရင်းမှာအဝတ်လျှော်နေရ။ဒါမှမဟုတ်အပြစ်မှာအလွတ်လုပ်စရာမလိုတော့။ငါမှာကိုယ်ပိုင်ရေရင်းနဲ့အိမ်လင်းရှိရဲ။ငါ့ကိုလက်ထပ်လိုက်ပါ။ငါမင်းလိုချင်တာအကုန်လုံးပေးပါမယ်။ရှင်ပါရီပြောနေရလေ။ကျမမှာမောင်ငယ်လေးတယောက်ရှိရဲ။ကျမအဖေကိုလည်းဂယုဆိုင်ရအောင်မယ်။ ဒါကြောင့်ကျမအိမ်တော်မပြုတ်သေးဘူး။ရှေးလျှောက်ပြီးလဲကျမနောက်ကိုမလိုက်ပါတော့နဲ့။မန္တာကအဲ့ဒီလိုညင်းပြီးရောထွက်သွားပါတယ်။မင်းဘယ်ဟိုပဲပြပြငါမင်းကိုရှာတွေ့မှာပဲ။မင်းငါမရှိဘဲနေရတာတော့လွဲမမဟုတ်။ဒီလိုစကားကိုတော့အဖွားကကြားသွားပါတယ်။ဒါကအဖြစ်အမှောင်ပဲ။စိုးရတဲ့အဖြစ်အမှောင်။ငါမြ мян သွားပြီးတော့ရာမိတ်ကိုပြပြတင်နေ မန္တာကတော့အင်ကိုအပြေးပြန်လာပါတယ်။ဘာဖြစ်တာလဲသမီး။ဘာလို့အထိတ်တလန့်ဖြစ်နေရလဲ။အဆင်ပြေရဲ့လား။အဲ့ဒီချိန်မှာ အဖွားကိုလည်းရောက်လာပါတယ်။ရာမေမင်းသမီးစားငါမင်းကိုပြောပြမယ်။ငါတို့ရွာကဆလင်းဆိုတဲ့ကောင်လေးကမင်းရဲ့သမီးနောက်ကိုလိုက်နေရရက်ပေါင်းများစွာကြာနေပြီ။အဖွားဘာဒီပြောနေရလဲ။ဆလင်းကဘာလို့ကျွန်တော်သမီးနောက်ကိုလိုက်ရမှာလဲ။ ကျွန်တော်အိမ်ကုန်တဲ့ခါကိုဘသူကမှလာပြီးတော့ထိခိုက်ခွင့်မပေးဘူး။ငါပြောထားရင်နော် သူ့ရဲ့ရွေးချယ်ကမကောင်းဘူးပြီးတော့ပြောရအောင်မေ။ तू ကအိမ်အောင်ရှိပြီးသား तू ကမင်းရဲ့သမီးအတွက်အန်ဒီရဲ့ဖြစ်လာနိုင်တယ်။ကျွန်တော်သမီးတို့တော့အိမ်အောင်ရှိပြီးသားလူတစ်ယောက်နဲ့ဘယ်တော့မှလက်မထပ်ဘူး။ပါပဲဖြစ်ဖြစ်ကျွန်တော်သမီးရဲ့ဂုံတိခါနဲ့လုံခြုံမှုကကျွန်တော်ရဲ့လက်ထဲမှာပဲရှိနေရမယ်။အဖေသမီးတော့အရန်ကိုကြောက်နေပြီ မကြောက်နဲ့သမီးသူသမီးကိုထိတော်မထိစေရအဖေရှိနေရပဲဘာမှကြောက်စရာမလိုအဲ့ဒီလိုနဲ့အဘွားကိုလည်းပြန်သွားတယ်ဒီလိုနဲ့ပဲရက်ပေါင်းများစွာလဲကုန်လွန်သွားခဲ့ပါတယ်ဒီနေ့မှာမန္တာကရေရင်းကနေရေခတ်ပြီးတော့ပြန်လာတဲ့လမ်းမှာစလင်းကရုတ်တရက်ပေါ်လာပါတယ်မန္တာမင်းနေ့တိုင်းရေရင်းကနေရေခတ်နေရတယ်ငါ့ကိုသွားလက်ထပ်လိုက်ပါတော့ငါမင်းနောက်ကိုလာပေါင်းများစွာလိုက်နေခဲ့တာ အခုထိဘာကြောင့်များညင်းနေရတာလဲကျမရှင်ကိုလက်အုပ်ကြည့်ပြီးတော့တောင်းပန်ပါတယ်ရှင် ကျမရှင်ကိုလက်ထပ်လို့မရအောင်ကျမနောက်ကိုလည်းမလိုက်ပါနဲ့တော့ကျမမိသားစုကိုအေးချမ်းစွာနေခွင့်ပေးပါဘာပဲဖြစ်ဖြစ်ငါကတော့မင်းကိုအပယူမှာပဲမန္တာလေကြောက်လန့်ကြားထိုးနေရာမှာထွက်ပြေးပြီးတော့အိမ်ပြန်ရောက်လာတယ်အဖေအဲ့ဒီဆလင်းဆိုတဲ့လူကတမီးကိုနေတိုင်းအနှောက်ယှက်ပေးနေရဲ့ ။သမီးဘာလို့ရမှန်းမသိတော့ဘူးရှင်။ခဏပဲစောင့်အဖေတခုခုစဉ်းစားလာအောင်မေသူ့ကိုတတိပေးရမယ်။အဲ့ဒီချိန်စလင်းကရုတ်တရက်အိမ်ထဲကိုဝင်လာပါတယ်။အခုခမရဲ့သမီးကိုငှားလက်ထဲကိုအပ်ရတော့မယ်။မဟုတ်ရင် အကျိုးဆက်ကိုခံစားဖို့အတင့်သာပြင်ထားလိုက်ကြ။ဒါကဘလို့တောင်ရိုင်းဆိုင်တဲ့ပြုတ်မှုလဲငါ့အိမ်ထဲကိုမင်းဘာလာလောက်တာလဲကူးချက်ချင်းထွက်သွားစမ်းမဟုတ်ရင်ငါကိုယ်တိုင်ဆွဲထုတ်ရလိမ့်မယ် မင်းတို့လူစုကချင်းချောက်တာလာကိုငါမကြောက်ငါသမီးရဲ့လုံခြုံရေးကိုငါကိုတိုင်ကာကွယ်မယ်ငါသမီးရဲ့တိတ်ခါကိုလာပြီးတော့မချနဲ့ရာမေးကဆလင်းကိုအိမ်ပြင်ထွက်ခိုင်းဖို့ကြိုးစားရကနေလူနှူးဦးကြားကရံပွဲအပြင်းထန်ဖြစ်လာပါတယ်ခမရကျုပ်ပြောတာကိုနားမထောင်ဘူးဆိုရင်ဘသူမှမစင်စားဘူးတဲ့အရာကိုကျုပ်ကလုပ်ပြမယ်ဆလင်းကရုတ်တရက်ဓာတ်ချောင်းထုတ်လိုက်ပြီးရာမေးရဲ့ရင်ဘတ်ကိုထိုးဆိုင်လိုက်ပါတယ် ။ရာမီလည်းအဲ့ဒီနေရာမှာပဲတေးဆုံးသွားပါတယ်။မန်တာနင်ကြည့်လိုက်စမ်း။ငါနင်းဖေကိုတက်လိုက်ပြီ။နင်ငါပြောတာကိုနားမထောင်ဘူးဆိုရင်နင်းရဲ့မောင်လေးလည်းဒီလိုပဲအဆုံးသက်သွားလိမ့်မယ်။အခုစဉ်းစားလိုက်လက်ထက်မလား။ဒါမှမဟုတ်နင်တို့ရဲ့ဘဝကအဆုံးသက်ခံလိုက်မလား။ရှင်ရှင်ဘလို့လွတ်လိုက်တာလဲဒါဘလို့ဖြစ်နိုင်မှာလဲအဖေရဲ့ထပေါင်းတမီးတို့တယောက်တည်းပြစ်ထားပြီးရောဘယ်ဟိုများထွက်သွားတာလဲဒီမမန်နာ ငါမင်းကိုရက်အနှင်းငယ်ချိန်ထက်ပေးမယ်။စဉ်းစားထားလိုက်။မဟုတ်ရင်ငါမင်းကိုအတင်းအဓမ္မခေါ်သွားမယ်။အဲ့ဒီခါကျရင်ဘသူမှငါ့ကိုတားလို့မရတော့။ဒီလိုမျိုးချင်းချောက်ပြီးဇက်လင်းကထွက်သွားပါတယ်။အဖေတမိဂရီပေးတယ်။ဒီလူချမ်းဘယ်တော့မှမအောင်မြင်စေရဘူး။သူ့ဘာပဲလုပ်လို့ဘယ်တော့မှကျမကိုမရစေရ။အာရန်အမမောင်လေးကိုရင်ဝဲပိုက်ပြီးတော့စောင့်ရှောက်ပါမယ်။အမကမင်းရဲ့အမမဟုတ်တော့မင်းရဲ့အမေဖြစ်သွားပြီ မင်းကိုအမေကကာဝယ်ပေးမယ်ဒါကငါလိုက်နိုင်ရမယ်ဂရိကဝတ်ပဲဗျာကျွန်တော်အမကဘာလို့ဒီလိုမျိုးမတရားလုပ်ခံရလဲ तू ကကျွန်တော်အတွက်အမေတယောက်လို သူ့ဘဝရဲ့အရာရာကို ပေးဆက်ခဲ့တာ သူ့ရဲ့ရင်ခွင်အောက်မှာကျွန်တော်ကိုမွေးမြူခဲ့တာသူ့ဘိုက်စာနေလဲကျွန်တော်ကိုပဲကြွေးခဲ့တာအခုအမကဒုက္ခပင်လယ်မှာနင်းမွနေရတယ်ပြီးတော့ကျွန်တော်သူ့ကိုထမင်းနဲ့နဲ့စားဖို့တောင်မှမပေးနိုင်ခဲ့ဘာလို့လဲဘာလို့ကျွန်တော်အမကိုဒီလောက်တောင်မှရက်ဆက်ကြရလဲဗျာ ဒါမင်းရဲ့အမလိုမျိုးသမီးကရှားပါတယ်။သူ့ရဲ့နှလုံးသားကရွှေထက်ပိုပြီးရောတန်ရှင်နေ။သူ့ရဲ့ဖြူစင်တဲ့စိတ်ဓာတ်ကငါ့ကိုမင်းကိုအမှန်တရားအားလုံးပြောပြအောင်တွန်းအားပေးခဲ့တာ။မင်းအမအတွက်မင်းဘယ်မဆိုသွားဖို့အသင့်ရှိရယ်ဆိုတာသိထားပါ။ဟုတ်တယ်ကောင်လေး။ငါလည်းရပောင်းများစွာစောင့်ကြည့်နေခဲ့တာမင်းမကမင်းအတွက်အသက်ရှင်နေမင်းအတွက်လည်းတည်ပေးနိုင်နေသူကမင်းကိုအရန်ချလို့သူ့ရဲ့ပျော်ရွှင်မှုကိုကိုယ်တိုင်ပေးဆက်ခဲ့တာ ါ။ဒါကြောင့်ငါတို့နှစ်ယောက်လုံးမင်းကိုအမှန်တရားပြောပြဖို့ဆုံးဖြတ်လိုက်တာ။ကောင်းပြီ။ဒါဖြင့် ကျွန်တော်ချိန်ဆိုတယ်။ကျွန်တော်အမကိုဝမ်းနဲ့အောင်လှုပ်တဲ့သူတိုင်းသူ့ရဲ့ဖြူစွင်းတဲ့ဘဝကိုညစ်ပတ်တဲ့မျက်လုံးနဲ့ကြည့်တဲ့သူတိုင်းကိုအရှင်မထားဘူး။အဲ့ဒီသူကဆလင်းဖြစ်စေ၊တခြားဘသူပဲဖြစ်စေသူ့ရဲ့သွေးကြီးကိုအမှန်တကယ်ပြန်ပြီးတော့ဆက်ရမယ်။အဲ့ဒီချိန်ညောက်ကနေမန္တာကရောက်လာပါတယ်။ သူမမျက်လုံးတွေမှာလည်းမျက်ရည်တွေပြည့်နေခဲ့ပြီးတော့ဒေါသတကြီးနဲ့ပြောလိုက်ပါတယ်။အာရန်မင်းဒီမှာဘာလုပ်နေရလဲ။အိမ်ပြင်မထွက်ဘူးငါမင်းကိုဘယ်နှခါပြောရမလဲ။ပြီးတော့အဖွာဒါဘာလုပ်လိုက်တာလဲ။ကျမမောင်လေးကိုဘာကြောင့်အကုန်လုံးကိုပြောပြနေရလဲ။ဒီဝန်ထုပ်ဝန်ဘိုးဒီကိုပခုံးထမ်းဖို့သူ့အသက်ရွယ်ကမဟုတ်သေးဘူး။ကျမဘွားရဲ့နောက်ဆုံးညဉ့်ဉန်းမှုကိုလည်းယူသွားလိုက်ပြီးကျမဘွားရဲ့နောက်ဆုံးပျော်ရွှင်မှုကိုလည်းမရနိုင်တော့။သူခုကျမ့ကိုအမေလို့ဘယ်တော့မှခေါ်မှာမဟုတ်တော့။ သမီးရဲ့ဒါကလိုအပ်တယ်။မင်းမောင်လေးဟာအခုကလေးငယ်မဟုတ်တော့ဘူး။ဒီအမှန်တရားကိုသိဖို့ကသူ့ရဲ့အခွင့်အရေးပဲ။ပြီးတော့နားထောင်မင်းသူ့ကိုချစ်သလား၊သူကလည်းမင်းကိုချစ်ပါတယ်။ဒီနေ့သူ့မင်းအတွက်တခုခုလုပ်ပြနိုင်ရင်မင်းဂုဏ်ယူရလိမ့်မယ်။ဒါနဲ့အဖွားကဘာတူလဲ။အမြဲတမ်းကျမနဲ့ကျမအဖေကိုစိတ်ပူခဲ့တယ်။အခုလည်းကျမနဲ့အားတဲ့အတွက်ငိုနေပြန်နေ။ဒါပေမဲ့ကျမအဖွားကိုမသိဘူး။အဖွားကတကယ်ပဲဘာတူများလဲ။ပြော့ဒီနွားကရော အဖွားနဲ့ဘလို့ပတ်သက်နေရလဲသမီးငါကဒီရွာရဲ့အုတ်ထင်းသူပါငါရဲ့တတိယမျက်လုံးကဒီနွားရဲ့ပုံတံအရာဆောင်ပြီးရွာကိုအမြဲတမ်းစောင့်ကြည့်နေတယ်ဘယ်ဝမ်းနဲ့မူဘလို့နာကျင်မှုမှငါစီကနေမဝက်ထားနိုင်မင်းကိုယ်တိုင်ဘိုက်စာနေရအောင်မဒီနွားကိုစောင့်ရှောက်ပေးခဲ့တာဒါကမင်းတို့အတွက်စစ်ဆေးမှုဖြစ်တယ်မင်းတို့အောင်မြင်သွားပြီအခုငါရဲ့တာဝန်ကမင်းတို့ရဲ့ဒုက္ခတွေကနေလွတ်မြောက်စေဖို့ပဲ။ အဘွားဟာလေဘင်းကစိန်လွယ်စဲကိုချက်လိုက်တယ်။ပြီးရနဲ့မန်တာရဲ့လက်ဘွားပေါ်တင်ပေးလိုက်ပါတယ်။ဒီစိန်လွယ်စဲကိုယူလိုက်ပါသမီး။ဒါကကောင်းကြီးပါ။စွမ်းအားလည်းရှိတယ်။မင်းရဲ့ဒုက္ခတွေအကုန်လုံးလည်းပျောက်ကွယ်သွားပါလိမ့်မယ်။အဘွားရဲ့ဒီလောက်တန်မိုးရှိတဲ့လေဆွဲကိုကျမမယူချင်ပါဘူး။ကျမကစူးစမ်းပန်းစားအလုပ်လုပ်ပြီးတော့ပဲရှင်းတန်းချင်တာပါ။ယူလိုက်ပါကောင်းပါလေ။ငါတို့ပတ်စံပြင်းမတောင်းပါဘူး။ ါကကောင်းကြီးပါငါတို့ကသူတစ်ပါးအတွက်ပေးဆက်သူတွေကိုသာကုညီရပါပြီးတော့မင်းဟာကိုစားဖို့ဂျန်တဲ့အစားအစာကိုတော့ငါ့ကိုပေးခဲ့တာမင်းကိုယ်တိုင်ပိုက်စားနေရတော့မှဒါကမင်းရဲ့စိတ်မှန်တဲ့နှလုံးသားပဲလေအမရဲ့ယူမနေပါနဲ့သားတို့စူးစမ်းပြီးတော့ရှာဖွေနိုင်ပါတယ်သားတို့ဘသူရဲ့တနာချင်းကိုမှမလိုအပ်ပါဘူးဗျာမင်းတို့ညီအစ်ကိုငါရဲ့စေတနာကိုစော်ကားနေရပါ ဘုရားသခင်က တစုံတစ်ယောက်ရဲ့လက်နဲ့ကောင်းကြီးပေးလိုက်ရင်အဲ့ဒါကိုလက်ခံတဲ့နဲ့ကောင်းပါပြီဘွာဒါကအဖွားရဲ့ပျော်ရွှင်မှုဆိုရင်လေဒီလက်ဆွဲကိုကျမကလက်ခံပါမယ်မန္တာနဲ့အာရလည်းလက်ဆွဲကိုယူပြီးရောရွာဘက်ကိုပြန်လာကြပါတယ်အမအော်မဟုတ်သေးပါဘူးကျွန်တော်အမလိုမခေါ်တော့ဘူးဗျာအမကကျွန်တော်ရဲ့အမေပါအမြဲတမ်းကျွန်တော်ရဲ့အမေဖြစ်နေမှာပါ ။ဘာကြောင့်လဲဆိုတော့ကို့အသက်ကိုစည်ပြီး သူ့ရဲ့သားသမီးတွေကိုကဲတင်သူကသာအမေဖြစ်နေလို့ပါပဲ။ဟုတ်တယ်သားဒီနေ့ကစားပြီးတော့မင်းကငါ့ရဲ့သားပဲ။အခုငါ့ဘွားရဲ့ရွေးချက်ကမင်းတယောက်တည်းပါပဲ။မင်းရဲ့ပျော်ရွှင်မှုကငါ့ရဲ့ပျော်ရွှင်မှုပါ။နောက်ဆုံးမှာတော့မန်တာဟာလယ်ဆွဲကိုရောင်းချပြီးလှပတဲ့အင်းလေးတစ်လုံးဆောက်လိုက်ပါတယ်။တန်တဲ့ငွေကိုတော့ဆင်းရဲဒုက္ခရောက်နေသူကိုကူညီပေးပြီး သူ့ရဲ့သားလေးနဲ့အတူပျော်ရွှင်စွာပဲနေထိုင်သွားပါတော့တယ်ကွယ်။ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲเนาะ။ပုံမြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင်အစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါအောင်မရှင်။